မင်္ဂလာပါရှင်တရုတ်ဝန်ထားမွန်ချန်ရကျူဆိုပါရဲ့ဒီနေ့မှာပေါ့နော်ကျွန်မကပေါ့နော်တင်ဗီဒီယိုကြည့်ရတူတွေပေါ့နော်အဲဒီဗီဒီယိုကြည့်ရတူတွေအတွက်ကပေးတဲ့ message ကပါလဲပေါ့နော်အော်ဒီ desk ကနေပြီးတော့မှဘာလို့ message တွေပေးလဲဆိုတာလေးကိုကြည့်ပေးမယ်ပေါ့နော်အပြုံးမဆိုရင်ဒီနေ့ခေါင်းစင်တော့မရှိဘူးပေါ့နော်အဲဗီဒီယိုကဒီလိုဗီဒီယိုမျိုးကကျွန်မပြီးခဲ့တဲ့နှစ်ပတ်ကတစ်ခေါက်လောက်ပို့တယ်ပေါ့နော်ဒီဗီဒီယိုလေးကြည့်ရဆိုဒီဗီဒီယိုပေးတဲ့ message ကတင့်တယ်ပဲဆိုပြီးတော့မှ ီကဲနှစ်ပတ်လောက်ကလို့ဖူးတယ်အဲ့တော့ဒီတစ်ခေါက်ထပ်လုပ်ပေးတာပေါ့နော်ပြီးခဲ့ပတ်မှာကျွန်မနည်းလေးအဲတော်တော်လေးဖြစ်သွားအောင်ပေါ့နော်ဗီဒီယိုတူဖြစ်သွားတယ်ဒီတစ်ခေါက်တော့ဗီဒီယိုနည်းလေးအဲနိုင်ဝက်ကြော်ကြော်လောက်လုပ်မယ်လို့စိတ်ကူးထားရပေါ့နော်အရင်တစ်ခေါက်ကအချိန်ရေးပဲပေါင်းသွားတယ်အဲတချို့လေးကအောက်မှာကော့မလေးရပြလာရေးပေးထားရပေါ့နော်ဒီငွေရေးချင်းရေးအလုပ်ကံလေးလည်းသိချင်ပါတယ်ဆိုတော့လေကျွန်မဒီရာလေးပါထည့်ပြီးတော့မှပြောရမယ်နော်အဲ့တော့ဒီလက်ရှိအနေထားနေပြီးတော့မှတင်အနာကမှာဘလို့လေးတင်ထွက် ဘလိုရာလေးတွေဖြစ်လာလို့ရှိလဲပေါ့နော်။ဒါကြည့်ပြမယ်နော်။အဲ့တော့ဗီဒီယိုကဘလို message ပေးလဲပေါ့တင်အောင်ပေါ့နော်။ဒီဗီဒီယိုလေးက details လေးနဲ့ပေါ့တွဲပြီးတော့မှဒီဗီဒီယိုလေးကတင်အတွက်ဘလို message လေးပေးလဲဆိုတာကြည့်ပြမယ်နော်။အဲ့တော့ကိုကြည့်ရတဲ့သူလေးတွေအတွက်ပေါ့နော်။ page number message ကပါလဲတင်ပါတယ်။အဲ့တော့အခုရှင်းနေကြည့်နေတဲ့သူတွေကိုဖာမက်ဆေ့ပေးခြင်းတင်ပါတယ်။အော်ဒီ desk ကအခုကြည့်နေတဲ့သူတွေကိုဘယ်လိုမက်ဆေ့ပေးခြင်းလဲတင်ပါတယ်။ ီမှာတူတူဆွာကြရလာတယ်အဲ့တော့ဒီမှာကြည့်ရတူတူဆွာ tree of sauce ပြောတာအဲအခုကြည့်သူလေးဒီမှာအသက်ကြီးကွဲနေရလားမသိဘူးနော်လက်ရှိမှာအသက်ကြီးကွဲနေပြီးတော့အသက်မကွဲနေတာမှာဒီစုံရောက်တဲ့နာကျင်ကြီးကွဲနေရတယ်ပေါ့နော်နာကျင်နေရတာမျိုးအဲလက်ရှိမှာဒီစုံရောက်နှစ်ပြတ်သွားပြီးတော့မှကြည့်ခွဲရတာမျိုးဒါမှမဟုတ်လည်းမပြည့်မပြည့်နေအောင်မှသူနဲ့ကိုနဲ့ကြမှာနည်းနည်းအဆင်ပြေဖြစ်ပြီးတော့မှသူ့စကားရကြကိုယ်ရင်ထဲမှာနာကျင်နေရတာမျိုးတွေ့ရတယ်เนาะအဲ့တော့ကြည့်ရတာတချို့လေးတွေ တချို့လေလက်ရှိစခုနဲ့ပတ်သက်ပြီးတော့အဆင်ပြေဘူးအမ်သူနဲ့ကိုနေကြမှာ situation အနေထားတစ်ခုမှာဆို trust ဖြစ်တာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်အဆင်ပြေတဲ့အနေထားနေပြီးတော့မှနည်းနည်းလေးဟိုဘော့ဆက်ဆံရေးတစ်ခုမှာနာကျင်နေရတာမျိုးဒါမှမဟုတ်တချို့လေတွေမှာ heart broken ဖြစ်နေရပေါ့နော် heart broken ဖြစ်သွားတယ်ဆိုရင်အနေထားဆိုတော့ connection တစ်ခုကလုံးဝ cut တော့ဖြစ်သွားတာမျိုးလည်းဖြစ်လိမ့်မယ်နော်တရားတုံပြောင်းနေအဲ့တော့ဗီဒီယိုတည့်တဲ့သူတွေအတွက်ကိုပေးတဲ့ message ကပါလဲချက်ပါတယ်ဆိုတော့ကျွန်မက ငါးကပ်ဆွဲလိုက်မယ်เนาะအဲ့တော့ကြည့်ရတယ်ဒီမှာအချေးနဲ့စတာပေါ့เนาะအဲ့တော့နောက်တစ်ခုတွေ့ရတာလည်းတင်လက်ရှိအလုံးနဲ့ပတ်သက်ပြီးတော့မှာအလုံးနဲ့အလုံးမှာလည်းအဆင်ပြေလေးဖြစ်နေတာမျိုးပေါ့เนาะတောင်းတယောက်ဟဲ့ကိုယ်ရဲ့လုတ်ကလုတ်ကလုတ်ဖို့ခိုင်းပတ်တယ်နည်းနည်းအဲအချင်းများပြီးတော့မှအဆင်ပြေနေလွဲပြီးတော့မှကိုအရင်နည်းနည်းလေးစိတ်ညစ်နေတာမျိုးပေါ့เนาะစိတ်ညစ်နေတာမျိုးနည်းနည်းလေးသူတို့ကိုယ်ပေါ်ဟိုအထင်မြင်လဲတဲ့အခါမှာဆိုကိုယ့်ရဲ့ကိုယ်ပေါ်စေတနာထားတဲ့အရာရယ်စေတနာထားတာမရောက်ဘဲနဲ့တော်လွဲဖြစ်ပြီးတော့မှတင်ဒီနေ့ထားမှာဆိုရင်လည်းတင် နာကျင်နေရတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ကြည့်ရတာလေအလုံးနဲ့ပတ်သက်ပြီးတော့ပါကြည့်ရတယ်တကယ်4 rocket အလက်ရှိမှာနည်းနည်းဟိုပေါ့စိတ်ပြက်နေတာမျိုးပေါ့နော်စိတ်ပြက်နေဘာဆက်လုပ်ရမလဲဆိုတာတွေးနေတာမျိုးပေါ့နော်အော်တင်တွေးနေတယ်ဘာလဲဆက်လုပ်ရမလဲငါဘလို့လုပ်ရင်ကောင်းမလဲအလုပ်ဆိုလဲဒီအလုပ်ကနေပြီးတော့ငါအလုပ်ထွက်ရင်ကောင်းမလားနိုင်ငံသွားရင်ကောင်းမလားအဲအဲ့လိုမျိုးတွေးနေတာတွေးနေများနေ4 rocket မှာဆိုရင်လေ ခုမှတော့အခွင့်အရေးတော့ရှိရပြောမှဆိုရင်တင်းကိုလာပြီးလက်ကမ်းတဲ့အခွင့်အရေးတော့ရှိရဒါမှတင်းရအောင်လည်းတင်းမမြင်ဘူးမမြင်မှလည်းတင်းအဝေးပဲကြည့်နေရမျိုးပေါ့နော်ဒီမှာစာအုပ်ကလည်းကင်ထားဆိုတော့လက်ရှိမှာတချို့လေးဒီမှာကြည့်ရတာလေအဲအလုပ်လေးစာလေးလုပ်နေရမျိုးလည်းဖြစ်နေမယ်ဒါမှမဟုတ်လည်းကိုစောင်းဝန်းဖြစ်ဖို့အတွက်အဲစောင်းဝန်းဖြစ်ဖို့တော်တော်ကိုကပြင်ဆင်ထားတယ်ဒါမှကိုစစ်တဲ့အရင်ကြီးပါမနေဘူးအဲဒီမှာပဲနေချင်းတလို့လို့ဟိုငငညာမထွက်ချင်းတလို့နဲ့အဲ့လိုလိုလေးပေါ့အဲ့လိုဖြစ်နေတာပေါ့နော်စိတ်တွေကစိတ်တွေနည်းနည်းလေးထွေဖျားနေရပေါ့နော် အဲ့တော့အခုကြည့်ခဲ့ သူလေးတွေအခုဗီဒီယိုကြည့်ခဲ့သူလေးတွေပေးချင်တဲ့ message ကဗာလဲတချင်ပါတယ်။အထွေဖျားနေတယ်ဆိုတဲ့အနေထားမှာဆို the wall တဲ့အော် the wall နေထားဆိုတော့တင်းမကြခင်မှာတင်းပြန်လဲပြီးတော့မှတက်စိတ်ရပြန်လဲထူထောင်လာပြီးတော့မှတင်းအဲအရင်နေထားတဲ့ပို့ပြီးတော့မှတက်ကြွစွာနဲ့တင်းအလုပ်တွေလုပ်နေတာမျိုးတော့တွေ့ရတယ်เนาะတိတ်မကြခင်မှာပေါ့နော်ဒီမှာကြည့်ရ the wall မှာဆိုရင်ဒီမှာပန်းလေးမျိုးလည်းတွေ့ရတယ်เนาะပန်းငင်းထဲမှာဆိုတကယ်ကိုတင်းအတွက် စိတ်ကူးပုံပေါ်တဲ့အတိုင်းလေးတွေတင်ပေါ်အတွက်မှာမကြခင်အဲတဖြည်းဖြည်းနဲ့ရောက်ရှိလာတဲ့အနေအထားမျိုးဆိုတော့တင်းတင်းကျမတင်ကောင်ကနေတို့ပဲကျမခန်းစားမိရလေအဲ့တော့တေချာတော့တင်းတင်းဖြစ်ချင်တဲ့အရာလေးတွေတဖြည်းဖြည်းနဲ့ဖြစ်လာမယ်စိတ်ကူးပုံပေါ်ထားတဲ့အရာလေးတွေလည်းဖြစ်လာမယ်ဆိုတော့အနေအထားလေးတွေးရရနော်အဲ့တော့တိတ်ထွက်ရမ်းပြီးတော့လက်ရှိအနေအထားမှာစိတ်ပြတ်အားမငယ်နေပါနဲ့နော်အဲ့တော့တင်းတော့ကန်ကောင်းချင်းနေမကြခင်ရောက်လာဖို့ရှိရနော်အဲ့တော့ဘီလိုကြီးတဲ့သူတွေ ဒီမှာကြည့်ရကျမမြေရေချားမြေချမ်း energy တွေ့ရတဝောမှာဆိုရင်လေကိုရေချားမြေချမ်းနဲ့ပတ်သက်ပြီးတော့သွားဖို့စီစဉ်ထားရဆိုရင်သွားဖြစ်တာမျိုးတွေ့ရရနော်ကိုနဲ့ရေချားမြေချမ်းအလုံးနဲ့ကိုနဲ့ကန်ဆက်တဲ့သွားဖြစ်ဖို့ပြင်ဆင်ထားတဲ့ဒီဆောင်မိုးတွေအောင်ပြီးတော့ကိုသွားဖြစ်တာမျိုးတွေ့ရရနော်အဲ့တော့ဘာမစ်စိတ်ပေးခြင်းသိလဲသိချင်ပါလေထူးတော့ panic ရဲ့အိုးအော်သူတို့ပန်နီကယ်ဆိုအနေထားမှာကိုကလေဒီမှာကြည့်ရအောင်လေ အဲဒီမှာမြင်ရတော့ဒီမှာစပိန်လေးစီးပြီးတော့သွားနေဒီမှာနှစ်ခုပေါ့နော်အထူးတော့ဖနိခဲဆိုတော့အလုံးနှစ်ခုပြန်လုပ်နေရတာမျိုးလည်းတွေ့ရတယ်ဒါမှမဟုတ် choice ရွေးချယ်နေရတာမျိုးပေါ့နော်အဲရွေးချယ်ရတဲ့အနေအထားမှာဆိုတခုရွေးချယ်လိုက်တယ်အော်တင်ဒီမှာနေမလားသွားမလားဆိုတဲ့အနေအထားကနည်းနည်းစိတ်လုံးဆုံးဖြတ်ချက်ချပြီးတော့မှအဲဒီခရီးဝေးခရီးကိုနဲ့တိုးတက်မှုလမ်းညာကိုကိုမြင်နေတဲ့ကိုအားတာတဲ့ကိုပေါ့နော်လှုပ်ချင်တဲ့အရာတစ်ခုအတွက်ကိုအကောင့်ထဲပေါ်ပြီးတော့မှကိုရွေးဖြစ်သွားတာမျိုးပေါ့နော်ဒီမှာကြည့်ရကိုအလုံးတစ်ခု လုံးတစ်ခုအိုရဖြစ်သွားတာမျိုးလည်းတွေ့ရတယ်အဲ့တော့ဒီမှာကြီးက flexible ဘယ်ရာမှာဖြစ်ဖြစ်တင်ဘယ်နဲ့ရောက်တင် flexible ဖြစ်အောင်လေးတက်တက်တူလေးဆိုတာအနေထားလည်းတွေ့ရတယ်ပေါ့နော်အလုံးနဲ့လာရောင်းကြီးတွေဆိုတာအနေထားလည်းပေါင်းသက်တင်းသက်တယ်ဆိုတဲ့အနေထားမျိုးပေါ့တွေ့ရတယ်နော်အဲ့တော့ကြည့်ရတာလေတင်ရင်ဒီမှာကြည့်ရခီးကတော့ဖြစ်မဲ့ဆိုအနေထားမြင်ရတယ်နော်ခီးတော့ဖြစ်တာမျိုးပေါ့နိုင်ငံခီးတော့ဖြစ်တာမျိုးတွေ့ရတယ်နော်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးသွားတဲ့အနေအထားမျိုးလည်းတွေ့ရပါတယ်အဲ့တော့ထားကြည့်ပေးပါမယ်အဗီဒီယိုကြည့်ရတူလေး ပါပဲစိတ်ပေးခြင်းနဲ့တစ်ချက်ပါလေဆိုတော့ဒီမှာ high features เนาะအော် high features မှာမြင်လားမသိဘူးဒီမှာပြမယ်เนาะလေးကလေးလေးဒီမှာကြည့်လေးကလေးလေးတွေ့ရင်เนาะဒီမှာတင်တွင်းနေတာတင်လုံးဝတင်တဲ့လုံးဝမအရာထူးတော့ဒီမှာလဲဒီမှာ high pressure မှာ number 2ဒီမှာလဲထူးတော့ပန်တကင်ဒီတစ်ခုရတစ်ခုရွေးဖို့အတွက်ကိုတင်းအတွက်ဒီပြောမှဆိုနှစ်ခုလုံးကတင်းတဲ့ဘွားတလန်ရှိတဲ့အနေထားပဲပေါ့နော်တင်းရွေးချင်မဲ့အရာတစ်ခုရှိလိမ့်မယ်ဒီမှာကြည့်ရတာလေအော်နှစ်ခုလုံးကတင်းအတွက်ဒီဘေးရောဘေးရောညာရောမှာတင်းအတွက်ဒီလက်ကလေးလေးတွေကတင်းအတွက် အပေါ်တက်တလန်းချောင်းဝင်နေပဲတင်တစ်ခုမို့တစ်ခုတင်လုံးဝရွေးချယ်လို့ရတယ်ပေါ့နော်အဲ့တော့ရွေးချယ်လို့ရတယ်ရွေးချယ်ခွင့်ရှိရဲ့ AC ဆိုတာတင်ယူလို့ရတယ်အချိန်ယူပြီးယူလို့ရတယ်ပေါ့ဒီမှာထူရပတ်နေခဲ့ထူဒီမှာလည်း high pressure မှာနံပါတ်2ပဲအဲ့တော့နှစ်ခုနှစ်ခုကိုတင်ရွေးချယ်နေတဲ့အထက်မှာနှစ်ခုလုံးကတင်တွက်ကအရင်ကောင်းမွန်တဲ့အလုပ်တစ်ခုတွေပဲအလုပ်ဆိုတဲ့အလုပ်ပေါ့နော်ဒါမှမဟုတ်နောက်တစ်ခုတွေ့ရ relationship ပေါ့ဒီ relationship မှာဆိုလဲကိုယ့်အတွက်အဲကိုယ့်ဘဝအတွက်ပြောမှဆိုလို့ရှင်အဲတခြားလေးကိုကိုယ့်နဲ့ရှင် ကောင်းကောင်းတခုနဲ့လာဆက်သွယ်တဲ့အနေထားမျိုးပေါ့နော်တွေ့ရတယ်ဒီမှာတော့အလုပ်ကအလုပ်ကတော့ကျွန်မပုံမြင်သလိုပဲပေါ့နော်အလုံးပတ်သက်တင်ရွေးချက်မှုတင်နှစ်ခုလည်းတစ်ခုပဲအရာရွေးချက်တင်တက်ကလုံးဝတင်တော်ပြီးတော့မှကောင်းမွန်တယ်ဆိုတဲ့အနေထားတွေ့ရတာပေါ့နော်အဲ့တော့ ကြည့်ရသည်အလုံးတစ်ခုလုံးနဲ့ကတင်းနေတော့အဆင်ပြေနေတာမျိုးဒီမှာမြင်ရတချို့လေရသည်အလုံးတစ်ခုလုံးကိုလက်ခံပြီးလို့ဖြစ်တာမျိုးအလုံးနဲ့ပတ်သက်ပြီးလို့မှာပေါ့နော်လက်ခံပြီးမှဒီဒီဘက်လန်းလန်းတော့မှဒီဘက်လန်းလန်းတော့မှကိုယ့်ရဲ့ဟိုဘယ်လိုမှစူးစမ်းအထုတ်မှုလေးပို့လို့မယ်သွားတာမျိုးတချို့ကျတော့နှစ်ခုလေတစ်ခုရွေးချယ်ပြီးလို့မှာအလုံးတစ်ခုကိုလက်ခံပြီးလို့ခွင့်လို့ဖြစ်တာမျိုးဆိုတော့လေဒီမှာတချို့လေဒီမှာမြင်ရခုနပြောတယ်ကျွန်မရေချားမြေချား energy လေးတွေးရတယ်အဲ့တော့ကိုယ်ရေချားမြေချားရပြီးတော့မှနောက်တစ်ခုကိုယ်အတွက်အခွင့်အရေးတစ်ခုပေါ်ပေါက်လာပြီးတော့မှနောက်တစ်ခုထပ်လို့ဖြစ်တာမျိုးပေါ့အဲ့အဲ့လိုမျိုးလည်းတွေးရရနော်ဘာအဲ sorry ုကြည့်ဗီဒီယိုကြည့်တူလေးတော့ပေါ့နော်အဲ့တော့ဘာလေးထပ်တွေ့ရမလဲကြည့်ဦးမှာနော်အဲ့တော့အခုဗီဒီယိုကြည့်တဲ့သူတွေအတွက်ပေးချင်တဲ့ message ကပါလဲသိချင်ပါလဲအဲ့တော့ကျွန်မငါးကတ်ထပ်ဆွဲမယ်ပေးချတဲ့တဲ့အခွင့်အလမ်းကောင်းနေပေါ်လာလို့ရှိရယ်နော်အဲ့တော့အခွင့်အလမ်းကောင်းတဲ့သူစိတ်ပြတ်မနေနဲ့ဒီလက်ရှိနေတာနဲ့စိတ်ပြတ်တာမျိုးအားငယ်တာမျိုးပေါ့နော်ရှိရယ်ဆိုဒီအားဒီဟာလေးက temporary ပဲတင်းတွက်ကလုံးဝ long term မှာဖြစ်လာမှာမဟုတ် temporary ဖြစ်ပြီး temporary မှာဖြစ်ပြီးတင်းတွက်လုံးဝချင်းချက်စီဖြစ်လာမယ်အနေထားလေးတွေ့ရရယ်နော်အဲ့တော့ တင်အခြေအရေးလည်းပြန်လည်ဆင်ပြိုးဖို့ရှိရပေါ့နော်အခြေအမှပြန်လည်ဆင်ပြိုးဖို့ရှိရတွေ့ရတယ်ပေါ့နော်ဒီမှာအေးဆော့ပန်တီကေနော်သူကရဲ့ကက်ကထွက်ကြလာတယ်ခင်တို့ပန်တီကေဟိုးအဲ့တော့တေးကြတဲ့ခွလန်းတစ်တေရရှိမှာတင်ပေါ်အတွက်တင်မွားအတွက်လုံးဝတောက်ပွားမဲ့ခွန်းလန်းတလေတွေသူတင်ရွေးချယ်ရမယ်ရောက်ရှိလာမယ်ဒီမှာခင်းတော့ပန်တီကန်နေထားတဲ့စုံတယောက်အမျိုးသားတို့လည်းကအမျိုးသမီးတို့လည်းကောင်းပြည့်စုံတဲ့သူတယောက်ပေါ့တင်ပွားရရောက်ရှိလာဖို့ရှိရယ်နော်ဒီမှာတင်တင်လို့တွေးနေရတဲ့နေထားမှာဒီတယောက်ရောက်ရှိလာတာမျိုးတိတ်မကြခင်မှာနော်ဒီမှာကြည့် အရာရာတင်းပေါ်ကိုနားလဲခုလုပေးတဲ့မဲ့သူတင်းနဲ့တိပေးနာမှာအများကြီးရှိပေးနေမဲ့သူမျိုးပေါ့နော်ဒီမှာကြည့်အဝေးနေထားတော့နည်းနည်းလေးများရတယ်ရေချားမြေချားတယောက်နဲ့တင်းအဆက်အသွယ်ရရှိပြီးတော့မှသူနဲ့တချို့လေးပြန်လဲအဆင်ပြေတာမျိုးလည်းတွေ့ရတယ်နော်တချို့လေးအဆက်အသွယ်လေးမရပဲနဲ့ပြန်လဲအဆင်ပြေတာမျိုးတချို့ကျတော့ဒီမှာအစ်စ်တွေ့ရမှာတချို့အစ်စ်တွေ့ရမျိုးနည်းနည်းလေးကိုယ်နဲ့အသက်အရွယ်အနေငယ်ကြီးရတဲ့သူလည်းတွေ့ရတယ်နော်အော်ဒီမှာပျော်ရွှင်မှုလေးတဖြည်းဖြည်းနဲ့တင်းကျွယ်ပေါ်မှာရောက်ရှိလာတာမကြီးပန်းလေးလို့ ပန်းလေးလိုတင်းရဲ့ဘဝလေးပြန်လဲပြီးတော့မှဘလိုမျိုးလဲတင်းစိတ်လေးအရင်လိုပြန်လဲလန်းဆန်းလာတဲ့အတ္တအတ္တဖြစ်လာရတယ်ပေါ့နော်တခုလိုဖို့အတွက်ကိုယ့်အတွက်တကြွမှုလေးနဲ့တင်းဖြစ်လာတဖြည်းဖြည်းနဲ့ချိန်ဆက်ဖြစ်လာဒီလိုနေထားနေပြီးတော့မှပေါ့နော်ပျော်ရွှင်မှုလေးရောက်ရှိတဲ့အခါတင်းကကန်းကန်းမှုလေးတဖြည်းဖြည်းနဲ့ရောက်ရှိလာဆိုတဲ့အနေထားတွေ့ရတယ်အစ်စောပန်းလေးကမှကိုယ့်ရဲ့အခွင့်အလမ်းတွေ ကိုယ့်ရဲ့ပြောမှဆိုရှင် new business လေးတွေ new opportunity လေးတွေပေါ့နော်အဲရရှိသွားမဲ့အလုပ်တစ်ခု ရရှိရမျိုးဒါကဒီမှာတင်ရွေးချယ်တယ်တင်တစ်ခုလုံးတင်ဆုပ်ကင်ထားတဲ့အနေအထားဆိုဒီအလုပ်တစ်ခုပေါ့နော်အဲတင်တင်ဆုပ်ကင်ထားတဲ့အလုပ်တစ်ခုဒီပထမလုပ်အပြင်နောက်လုပ်တစ်ခုကလည်းတင်တော့လုံးဝရရှိတင်ပေါ်ဟိုဘယ်လိုမျိုးလဲရေရှည်အတွက်တင်တော့ငွေဟိုလဲဝင်ငွေလမ်းကြောင်းကလုံးဝအပြည့်ဝအဲတဖြည်းဖြည်းနဲ့ရရှိလာဆိုအနေထားမျိုးတွေ့ရတယ်ဆိုတော့လေ အထုလေးနိုင်ငံခြားမှာနေပြီးတော့မှလေအလုံးတစ်ခုလုပ်တဲ့သူတွေเนาะလုံးဝတင့်တွက်အောင်မြင်မှုလေးတစ်ဖြည်းအတိအပွင့်လေးတွေပေါ့เนาะအောင်မြင်မှုအတိပွင့်လေးတင်ခခံစားရတာမျိုးလေးရှိမှတွေ့ရတယ်เนาะအော်ဒီမှာကြည့်ရတာလေတင့်တွက်လေး ဟိုပေါ့ပျော်ရွှင်မှုလေးတဖြည်းဖြည်းနဲ့တင်ပြောင်းလဲပြီးရောက်มาလောက်လာမှာเนาะအဲ့တင်လက်ရှိအနေထားမှာနည်းလေး heart broken နေဖြစ်တယ်အဆင်ပြေနေဖြစ်တယ်အဲအလိုမကျတယ်ဖြစ်နေရမျိုးစိတ်ကလုံးဝအလိုမကျဘူးဘသူလာပြောတဲ့လူတွေကိုကရန်လုံးချင်နေရမျိုးလည်းဖြစ်ကောင်းဖြစ်နေမှာပေါ့เนาะဘာမှအလိုကျမနေဘူးဘသူစကားမှတင်နာထောင်ချင်မနေဘူးအဲအဲ့လိုအနေထားနေတဖြည်းဖြည်းနဲ့တင်ဘေးထဲမှာကိုယ့်ရဲ့ကိုညီမဲ့သူလေးပေါ်ပေါက်လာမျိုးသူတို့ရဲ့စကားလေးကိုတဖြည်းဖြည်းနဲ့ကိုအနားလဲပြီးလက်ခံလာပြီးတော့မှာပေါ့เนาะဟောသူပြောတဲ့အရာလေးမှန်ကန်ပါလားကိုယ့်ရဲ့တေချာကိုယ့်အတွေးလေးနဲ့တွေးပြီးတော့မှာလက်ခံလာမျိုးက နေပဲတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အဲသူတို့ရဲ့ဘေးနားကနေပြီးတော့ကိုကြီးမှုလေးနဲ့ကိုယ့်စိတ်တွေပြန်လည်ပြီးတော့ရုံထလာတာမျိုးတချို့တွေကသူများရဲ့ကိုကြီးမဟုတ်ဘဲကိုယ့်ကိုယ်ပဲပြန်လည်ပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေထားနေပြန်လည်ကောင်းမွန်ပြီးရုံထနိုင်တာပေါ့အဲအဲ့လိုမျိုးတွေ့ရတယ်နော်အဲ့တော့ဒီမှာလည်းချစ်ချစ်ဖြစ်တာအစ်စ်တွေ့ရတယ်နော်အဲ့တော့ဗီဒီယိုကြည့်တဲ့သူတွေတွေအလုတ်ကန်လေးလည်းကောင်းတယ်နော်ငွေကြီးလေးပြန်လည်ပြီးတော့မှအဲဒီအလုတ်ကန်နဲ့အတွဲပါပြီးတော့မှငွေကြီးရဆအစဉ်ပြေလာတဲ့ဆွဲအနေထားမျိုးတွေ့ရတယ်နော်တင်တင်ပါလေး အဲ့တော့ကျွန်မထပ်ကြည့်ပြီးမယ်အော်ဗီဒီယိုကြည့်တဲ့သူတွေအတွက်ဒီဗီဒီယိုကြည့်တဲ့အတွက်ကိုဗာလေး message ပေးခြင်းလည်းတိတ်ကြမှာလေဟိုးပြောစရာကြီးကြည့်ပါဦး for once အဲ့တော့မိတ်ဆွေလေးမိတ်ဆွေအပေါင်းတွေပျော်ပျော်ရွှင်ရှိနေတယ်ဆိုတဲ့အနေထားမျိုးအဲ့တော့တစ်ဖက်မှာလည်းကိုကဒီမှာကိုယ်စိတ်တည်ငြိမ်မှုရတဲ့ hermit ပေါ့နော်ကို အဲဟို meditation တွေထိုင်ဖြစ်တယ်တငယ်ချင်းတွေနဲ့ပေါ့နော်အဲတငယ်ချင်းတွေပျော်ချင်းတယ်လည်းပျော်တယ်ကိုယ့်ရဲ့ဒီကိုယ့်စိတ်တည်ငြိမ်မှု mindfulness ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုယ်တည်ငြိမ်နဲ့လောကမှာအခြေအနေမှာလည်းကိုယ်အဲတရားလေးကို meditation လုပ်ဖြစ်တာမျိုးကိုပျော်ပျော်ပွားလည်းနေဖြစ်တာမျိုးအဲဒီလိုနေထားမျိုးတွေ့ရတယ်နော်4 hours မှာဆိုရင် kind of panic 4 hours မှာဆိုကိုယ့်နဲ့ရေရှည်သွားမဲ့အဲ connection တစ်ခုကိုလုံးဝကိုကိုယ့်ရှိရောက်ရှိလာတာမျိုးတွေ့ရတယ်နော်အကျွန်မနောက်တစ်ခါထပ်ဆွဲမယ်နော်အားမဲ့မှာဆိုကိုယ့်ရဲ့ဒီမှာ4 hours panic နော်အိုးတေချာတော့ဒီလူပေါ့ဒီလူပေါ့ ဒီလူဘောဒီမှာတွေ့ရနှစ်ယောက်တွေ့နေရပြီနော်အဲ့တော့တေချာတေချီအောင်ရှိမှရရှိလာမဲ့လူအနေထားမှာဆိုရင်တချို့လေးရောက်ရှိလာမဲ့သူကတင်းတဲ့အသက်ရွယ်ကြီးတဲ့အနေထားမျိုးတွေ့ရတယ်တချို့လေးဒီမှာတင်းတဲ့ရွယ်သူ4 panicle နော်တင်တဲ့ရွယ်သူတယောက်ယောက်ရှိလာမယ်ဒီတယောက်ကတင်မှာကျ4 panicle မှာဆိုရင်တော့တင်းတယောက်ရှိမဲ့လူကလူဟောင်းနေနဲ့တွေ့ရတယ်နော်လူဟောင်းနေနဲ့ရောက်ရှိလာမယ်4 panicle အတင်းဟိုဆောင်းသားနေရမျိုးပေါ့နော်အော်လူဟောင်းနေတဲ့ကတင်းနဲ့အဆက်သက်ပြဿနာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။တင်းကိုစောင့်ဆိုင်းနေတဲ့သူမျိုးဒီတိယောက်ကတင်းရှိရောက်ရှိလာတဲ့အနေအထားမျိုးပေါ့နော်။ ပြောမှဆိုရင်အဲအခွင့်အရေးလေးတွေသူလိုချင်တယ်အဆက်အသွယ်လေးအရင်မပြတ်ချင်တော့ဘူးပေါ့နော်အဲဒီလိုမျိုးနဲ့တင်းနဲ့ရေရှည်သွားချင်တယ်ဆိုရင်အနေထား4 on 1မှာဆိုရေရှည်သွားချင်တဲ့အနေထားနဲ့ရောက်ရှိလာတယ် connection တကူတွေ့ရတယ်နောက်တစ်မျိုးချို့လေးဒီမှာမြင်ရတာ connection အစ်စ် connection အသက်ရောက်ရှိလာတဲ့အနေအထားမှာတင်းနဲ့အသက်ရွယ်နေငယ်ကြီးရယ်เนาะကြီးရမှာနည်းနည်းလေးကို6နဲ့9နဲ့လောက်ကြီးရတဲ့အနေအထားမှာဒီမှာရွယ်သူအနေအထားမျိုးဆိုတော့နှစ်ခုတွေ့ရရယ်เนาะအတချို့လေးရွယ်သူရောက်ရှိလာတဲ့အနေအထားမျိုးတချို့လေးကိုယ့်ထက်အသက်ရွယ်အနည်းငယ်ကြီးရတဲ့သူရောက်ရှိလာတဲ့အနေအထားမျိုးတွေ့ရရယ်เนาะအဲ့တော့ အဲ့တော့သင်ရဲ့ရွေးချယ်မှုပေါ့နော်အပိုင်းပေါ့တခြားဟိုဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အဲ့တော့တေချာကတော့နှစ်ယောက်စလုံးကတော့ကောင်းမွန်နေတာအဲ့တော့ပြောမယ်ဆိုတချို့လေးမှာဒီလိုသူမျိုးရောက်ရှိတာတချို့လေးမှာရမ်းမန်းပေါ့နော်အဲဒီလိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့တင်းနဲ့ရွယ်သူလည်းတွေ့ရတယ်ကြီးရဲ့သူတွေလည်းတွေ့ရတယ်ကြီးကနှစ်ယောက်စလုံးကတော့တင်းမှာကောင်းမွန်တဲ့အနေထားနဲ့ရေရှည်တင်းနဲ့ပဲသွားခြင်းနဲ့တင်းနဲ့ပဲအဲပြောပါလေးပဲပြောရှင်းစွာဖြတ်သန်းခြင်းဆိုတဲ့အနေထားမျိုးလေးတွေ့ရတယ်အဲ့တော့ဟာမစ်မှာဆိုလဲကိုယ့်ရဲ့ အဲပြောမစိတ်တည်ငြိမ်မှုကိုအမြဲတမ်းပေါ့နော်အမြဲတမ်းကိုရဲ့ကိုပြောမဆိုရင်ကိုညာဘက်တွေကိုအချိန်အားလို့ရှင်ကိုဒီစိတ်စိတ်လေ့ကျင့်ငယ်ပေါ့နော်ကိုစိတ်တည်ငြိမ်မှုလေးနဲ့ကို meditation တွေလုပ်နေတာမျိုးအဲအဲ့လိုမျိုးလေးတွေးရတယ်နော်အဲ့တော့တေချာတာတင်းစိတ်တည်ငြိမ်မှုကတဖြည်းဖြည်းနဲ့ stable လေးဖြစ်လာတာမျိုးပေါ့နော်ကိုကိုဒီမှာ high peters မှာဆိုတော့ကိုကိုတေချာလေးနဲ့ကိုအရင်လုံးမဟုတ်ပွဲနဲ့ကိုကတေချာလေးကိုကို handle လုပ်နိုင်တာလေ handle လုပ်နိုင်တာလေပြီးတော့နောက်တစ်ခုကကြတော့အဲ stable ဖြစ်ဖြစ်လေးနဲ့တတိယရင်းလေးနဲ့ကိုနေနိုင်လာဆိုအနေထားတွေ့ရတယ်ဆိုကျွန်တော်နောက်ထပ်ထပ်ဆွဲလိုက်အောင်မကအတော့တင့်ကိုဗီဒီယိုလေးကဘာလဲ message ပေးချင်တက်ချင်ပါတယ်တေချာတင့်တက်ပျော်ရှင်မှုလေးအိုးတေချာတာပေါ့ဒီမှာခွင်းတော့ပန်နေခဲ့အာကျွန်မဒီမှာချလိုက်မယ်နော်အနိုင်တော့ပန်နေခဲ့ ော့တဖြည်းဖြည်းနဲ့တင်ကလေရက်တိမှုလေးနဲ့ကိုကိုကို confusion လေးရှိလာတယ်ဗောနော်တဖြည်းဖြည်းနဲ့ကိုကိုကိုနည်းနည်းလေးစိတ်ညစ်နေတဲ့အနေအထားကိုကိုကိုစိတ်ဟို confusion တိတ်မရှိတဲ့အနေအထားကိုကိုရက်တိလာတယ် confusion ရှိလာတယ်ကိုကိုလှလှပလေးနဲ့နေနိုင်တဲ့နေနိုင်လာတယ်ကိုကိုခဲလုံနိုင်လာတယ်ဗောနော်အော်ကြည်ရတာတော့ဟာကိုဘွားရပျော်ရွှင်မှုလေးကိုတွေ့နေရတယ် transference အတူတူလေးဒီမှာနော်ခုနပြောရမ်းမန်းကိုလက်ခံလိုက်တဲ့အနေအထားမျိုးညှိနှိုင်းမှုနဲ့အဲဒီလူနဲ့ဒီလူနဲ့ကိုလက်ခံလိုက်တဲ့ တိတ်နေနေလေးကိုနဲ့သူနဲ့ကြာအဆက်အသွယ်ပြတ်နေပြီအဲဒူလူကိုရှိလားဆက်သွယ်တဲ့ဒူလူကိုလက်ခံလိုက်တဲ့ဆိုတဲ့အနေထားတွေ့ရတယ်နော် temperature အနေထားဆိုဒီလူငယ်တယောက်ကိုလက်ခံလိုက်တဲ့ဆိုအနေထားတချို့လေးမှတွေ့ရတယ်ပေါ့နော်ဟိုကျွန်မနောက်ထပ်ထပ်ကြည့်လိုက်အောင်နောက်တစ်ခါလေးကြည့်မယ် sorry ပါအဲ့တော့ဒီလိုကလည်းကိုကိုအတွက်ကိုအေဂျင့်နဲ့ပဲသွားခြင်းတဲ့သူမျိုးမျက်နှာလေးတင်ရင်အေဂျင့်ပြီးတော့မှအဲကိုနဲ့အဲရေရှည်ကိုအေဂျင့်လေးနဲ့ နှိမ့်နိုင်လေးနဲ့တွားချင်တယ်ဆိုတဲ့အနေထားလည်းရောက်ရှိလာတာပေါ့နော်အတော့ကျွန်မနောက်တစ်ခါတက်ဆွဲမယ် cherries နော်အဲ့တော့ cherries and the cherries energy ကျွန်မတွေ့နေရတယ်နော်အ cherries cherries energy ဆိုတော့ဒီလိုသူမျိုးသိရှိမကြခင်ရောက်လာမယ်အနေထားနော်အဲ့တော့အနည်းနဲ့အမြဲမကြခင်ရောက်လာမယ်အစ်တဲ့အဆင်ပြေမှုတွေရှိနေတော့ဝါတေချာလေးဆိုရင် तू ကအနှိမ့်နိုင်ချင်တယ် နည်းနည်းလေး तू ကဆရာကြီးတို့လုတ်လိုက်မယ်ပေါ့နော်ကိုနဲ့ရွေးသူနေထားအောင်ဆိုဆရာကြီးတို့လုတ်လို့ဒါပေမဲ့ तू ကလည်းနေမှန်လမ်းမှန်နဲ့ကိုဘေးနားမှာပြပေးရတဲ့သူမျိုးပေါ့နော်လူနေထားမျိုးလို့တွေ့ရတယ်တစ်ဖက်သူနေထားမှာလေတခြားကိုတအားချစ်တဲ့သူမျိုးပေါ့နော်ကိုတအားချစ်တဲ့သူမျိုးနေထားတွေ့ရတယ်တစ်ဖက်သူနေထားမှာဆိုရင်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခါထပ်ဆွဲလိုက်ပါမယ်အဲ့တော့ခွင်းတော့ပန်ဒီကဲအဲ့ကိုအလိုချကိုခွင်းတော့ပန်ဒီကဲမှာဆိုတော့တစ်ဖက်သူကကိုအလိုချပေါ့နော်အဲ့ကိုအလိုချကိုရဲ့စိတ်တော်သားအတိုင်းကို 确切的炉 ူကလက်ခံမဲ့ဆိုတဲ့အနေထားပေါ့အဲကိုယ်သဘောတော်ပဲအလိုလိုက်မဲ့သူကိုယ်စိတ်ဆန္ဒကိုပဲကိုယ်ဦးစားပေးမဲ့သူမျိုးပေါ့နော်ကိုယ်စိတ်ဆန္ဒကိုဘာလို့ချင်လဲကိုယ်ဖြစ်ချင်တာတခုကိုယ်ရည်ချက်တခုကို तू ကဦးစားပေးပြီးတော့မှပဲဦးစားပေးမဲ့သူမျိုးကိုယ် live ထဲရောက်လာတယ်ဆိုတဲ့အနေထားမျိုးတွေးရတယ်အဲ့တော့ဒီမှာအလုပ်ကံလေးလည်းမြင်တယ်အခြေရေးမှာလည်းဒီမှာနှစ်ယောက်မြင်တယ်နော်ရမ်းမန်းနဲ့တဲ့ကိုယ်နဲ့အဲ့အငငယ်အသက်အရွယ်ရှိတဲ့သူဘိုင်းမြင်တယ်ပေါ့နော်အဲအဆက်တော်ပြတဲ့သူကိုယ်ရှိရောက်ရှိလာတဲ့အနေထားမျိုးမှာပြန်လည်အဆင်ပြေသွားတာမျိုးပေါ့နော်ဒီမှာအဆက်တော်ကနည်းလေးအချိန်ကာလအနှဲငယ်ကြအဆက်တော်ပြတ်ပြီးတော့မှသူကိုယ်ရှိကိုရောက်လာတဲ့အနေထားမျိုးပြန်လည်ဆက် ွဲတာမျိုးပေါ့နော်တွေ့ရတယ်အလုပ်လေးမှာဆိုလည်းအလုပ်တစ်ခုထက်အပြင်ကိုအလုပ်နှစ်ခုလက်ခံပြီးလုပ်ရှိလုပ်နေရတာမျိုးပေါ့အလုပ်ဖြစ်တာမျိုးဒီမှာဒီအလုပ်လေးအောင်မြင်တာမျိုးတွေ့ရတယ်နော်ဒီမှာအလုပ်မှာဆိုရင်လည်းအလုပ်တချို့လေးနှစ်ခုပြန်လုပ်တဲ့နေသားဆိုအဆင်ပြေလာပြီးမှကို့အတွက်ရေရှည်ပေါ့နော်အပင်လေးဒီမှာကြည့်အပင်လေးတစ်ခုအမြင့်တွေပြီးတော့မှရေရှည်ကို့အတွက်ဝင်ဝင်ရရှိမဲ့လမ်းကြောင်းလေးတစ်ခုရရှိတာမျိုးကို့ကိုလည်းအရင်နဲ့မတူဘဲနဲ့ခဲလုံလာလာပြီးတော့မှဒီမှာခဏတော့ပတ်နေပါဆိုလို့ရှိရင်ပေါ့နော်တေချာလေးကို independent အနေထားနဲ့တခြားသုံးအားနဲ့ဆိုတဲ့အနေထားလည်းတွေ့ရတယ်နော်အဲ့တော့အဲဒီဗီဒီယိုလေးကပေးတဲ့ message ကတော့ဒီလောက်ပါပဲနော်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်